အိမ်တော်ကိုထွက်ပြေးပြီးတော့လက်ချောင်းနဲ့ကိုလင်းညို့ထုတ်အန်ချလိုက်တော့မှကျွတ်သေးထွက်လာကျွတ်သေးကောင်းတို့တိတော့ဟာငါတော့စုံပညာနဲ့လုပ်ပြီးဒုတိယနောက်ရတဲ့သူဘယအဲ့ဒီခရီးတရားကတဏ္ဍကုသုံးမှဆွေးမြဲ့ရင်ဘေးကင်းတယ်ပါတယ်ဖိတ်တာတကားကိုပြမျိုးစုံတို့ပြနော်မျိုးလာဘုရားမတက်ဘုရားပါလာမှာမဟုတ်လေတဲ့ခင်ဗျာကိုတို့ပြ ပရမအနေနဲ့အဲ့ဒီဘုရားတရားတန်ခါတရဏဂုံသုံးပါးဆွေးမြဲတဲ့အတွက်ကြောင့်ဆုံးကျင်ညာရဲ့ဘေးကနေလွတ်ခဲ့တဲ့မြင်ကုန်းမြို့နယ်ပေပင်စန်းရွာကစီဆုံးဆရာကြီးဆရာချင်းကြောင့်ပြောပြတယ်အဲ့ဒီကကြီးကစီစုံနေထုတ်ပြီးတော့ရောင်းနေတဲ့သမဆရာကြီးပေါ့ဆရာချင်းလို့ခေါ်တယ်။အတည့်ရတော့အဲ့ဒီမြို့ပေါ်ကမြေပေါ်မြို့ပေါ်က ။ညဉ့်ညောင်ကအဲ့လိုစီစုံမှားလို့ပို့ပေးရတယ်။ငွေသွားယူတဲ့အချိန်ကျတော့ဟိုကဈေးနှိမ်ပေးတယ်ပေါ့။အဲ့တော့ဆရာကြီးကလည်းလူဖြောင့်လူယိုးကြီးဆိုတော့ချော့မပေးဘူးပေါ့။ချော့ပေးတာပေါ့။အဲ့ဒါတို့အနည်းငယ်စကားပြောရတယ်ပေါ့လေ။မကြည်မနာစကားလေးပြောရတယ်။နောက်ဆုံးတော့ဆရာကြီးကမှန်တော့စီစုံဖို့ဆိုအပြည့်ပေးလိုက်ပါတယ်တို့ဈေးမဆက်တော့ပေါ့။အဘိုးရဗလာတို့ဇန်တိုင်းဆရာကျင်ကိုတို့သမင်းကြွေးကြတယ် မင်းကြီးတော့ဆရာကြီးတို့ကအချင်းကောင်းတခုရှိပါတယ်သူတို့လည်းကျင့်နိုင်ကောင်းပါတယ်သူတို့ကျင့်ရတော့ဓမ္မစာကံနေတိုင်းကြီးလက်သက်စာလောက်ပေါ့စတိအနေနဲ့ဓမ္မစုံလေး၃စုံဆိုလဲသေးသေးလေးတွေပေါ့ပြီးတော့ပရမစုံစာကံနေရင်ဘောဒရဏံကိသာမိဓမ္မဒရဏံကိသာမိသောဒရဏံကိသာမိဆိုတာတစုံစာလိုက်ဒုတိယပြည့်လို့တစုံတည်းတစုံပေါ့ပြီးမှဓမ္မနဲ့အိမ်နဲ့ဒီကြမ်းနဲ့စာပေါ့ ဒါတို့ရဲ့အမြဲတမ်းခြင်းနဲ့ဖြစ်နေတယ်အဲ့ဒါပထမတက်ဆိုနှင်းနဲ့နေပြီးတော့လေသမင်းကိုမျိုးချလိုက်တော့သမင်းလို့ကလေကြောင်းနဲ့အောက်မကျဘူးလေကြောင်းနဲ့မှတက်သွားတယ်ပြီးတော့အသက်ချူပြောင်းလဲပြည့်ပြီးတော့အသက်ချူမရတော့ဇောကျူတွေမျိုးလုံးပြုတ်လာတယ်အငါသေးတော့မယ်ဟုတ်တော့သူကအပြင်းများမထွက်ဘူးနှဲ့လည်းမကြဘူးနှဲ့ကြတယ်သူအိမ်တော်ကိုထွက်ပြေးပြီးတော့လေကြောင်းနဲ့ကိုမျိုးထုတ်အန်ချလိုက်တော့မှာ သွက်သေးကြီးထွက်လာသွက်သေးကောင်းလို့သူတိတော့ဟာငါတော့သုံးပညာနဲ့လုပ်ပြီးဆက်မစားတော့ဆိုတော့ဒီခါနဲ့သူဟိုလင်းများနဲ့မျက်နှာတွေပြက်သူတို့လောက်လာပြီးတော့သူသူ့လိုက်တဲ့ကောက်ယူပြီးတော့ပြန်လာသူရရောက်တော့နောက်နေကြအဲ့ဒီကအိတ်ချင်မှခရော့ဝိုင်းနဲ့လိုက်တာတောင်းမှနောက်ကတော့တောင်းမှရပါတယ်။ဝီကျမမှားပြီးသမားခွင့်လို့ပြည်ကမှာ။ကျမဒီပညာများကိုလည်းဘယ်တော့မှအသုံးပြုတော့မှာဘူးတဲ့။ဘုရားကတစ္ဆာပြုလုပ်ခဲ့ပါပြီတဲ့။ ျမဟာဝမ်းမင်းဆုံးတယောက်ပါဘုဒ္ဓတမတ်ကိုသူတို့အသင်္ကြန်မလိုဘဲနဲ့ဆုံးပြညာပြတယ်သူတို့ရဲ့အတိတ်ကအကုသိုလ်တန်းကြောက်မိကမမှာတရေတိတဲ့ရသူတို့ရဲ့ဝမ်းနဲ့ကိုကန္တပါဆိုတဲ့နတ်ဆိုးတွေပေါ်ပြလာအဲ့နဲ့ဆိုတဲ့ဘူးလို့ခေါ်တဲ့ဘူးသွင်းပြလိုက်တာသူတို့ကမကောင်းတဲ့ဆုံးပြညာအလုပ်လုပ်တဲ့ပြဖြစ်နေတယ်အဲ့ဒီကျမအဲ့ဒီနည်းတွေနဲ့ကျမငုံတဲ့ပုဂ္ဂိုလ်ကိုခဏတက်ခဲ့ပြီအကုန်ပြေးထားတယ်ဘိုးကြီးကျမပဲမသိဘူးကျမရှုံးသွားတယ်အဲ့တော့ဦးကြီးရဲ့ပြောနိုင်လဲပြောပြပါ ဘုရင်လည်းအဲ့လိုဆုံးအောင်လည်းပြီးခေါင်းလည်းလည်းပြီးတော့လော့အောင်ဘာကန်းတွေဝင်ပြီးတော့ဘာဆွေးတွေထိုးတာလည်းဆိုတော့ဒီမှာရေးရတဲ့ဥဒိလိုကနော်ခိုင်းနေပါလေမလုပ်ပါဘူးတဲ့ပင်ဟောလာနော်မူလတက်ပြီးရပြီးမှတော့ခိုင်းပဲလုပ်တော့မှလည်းတဲ့မင်းစီရထားမှာတော့ခိုင်းနေမူတော့ဘူးတဲ့ဘုရင်ရဲ့ဘိုးဘအဖေမေဆရာသမားများကသမင်းသားကနေတဲ့တရဏဂုံသုံးမှာဆောက်ပြီးမှသာကိုသင်ပေးတယ် ဲ့လိုသောက်တွေမှာစမ်းရင်အဲ့ဒီပုဂ္ဂိုလ်များဘယ်တော့မှအောက်လန်းပြီးသုံးပြီးမထီဘူးလို့ပြောပြတယ်တဲ့။ဘုရားအဲ့လိုဆွဲမဲ့တာကြာပြီ။ဘုလက်တွေတော့ဘုလူမိုင်းလာချောင်းမှသိရပါတယ်ဆိုတော့အောင်းလိုက်တာလေ။အောင်းစရာဘုရားရဲ့တဲ့ကျမလည်းဘုရားပါတာတယောက်ပဲ။ဘုရားတရားတန်ခါတဏ္ဍဂုံတုံးမှာပစ္စကမှာအဲ့ဒါတော့ဘေးကင်းနေဆိုတာအခုမှသိရပါရဲ့ဆိုပြီးတော့သူလည်းပဲတဏ္ဍဂုံတုံးမှာဆွေးမြဲတဲ့ဒါဘုရားဘာသာဥပဒေကမှာဖြစ်သွားခဲ့ပါလေ အဲ့တော့ဓမ္မတို့အစားအစာကနေတဲ့တရားဘုံတို့မှမဆောက်တည်တင်ဘူးလားဆောက်တည်တင်တယ်နော်ပွားများတင်တယ်ဒါအရေးကြီးတယ်ဒီတော့တရဏဂုံပွားများခြင်းအခင်ဟောလာပိဋကတ်မှာလည်းပြီးသူပြင်နိုင်တယ်ဒါတန်တရာမှာလည်းပဲအဘယ်ကပိဋကတ်ကိုနေစဉ်စီဝုဒ္ဓဖြစ်တော်မှာဒါလေးတေချာမဂ္ဂစီရှင်း